်မင်္ဂလာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးပါပါ ပဲခူးတိုင်းကျိုးပင်ခေါင်းမျိုးအဝင် စစ်တပ်ဂိတ်ကိုနိုဝင်ဘာလ23ရက်နေ့မနက်8နာရီခွဲဝန်းကျင်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီလက်အောက်ခံဒူရဲအုပ်ကျော်စင်ထွန်းနဲ့ပြူစောတိလျောက်တေဆုံးပြီးတော်လေရဲတပ်ဖွဲ့ဝင်တယောက်လည်းကြဆုံးခဲ့လို့မြောက်ပျောက်ကြတပ်ဖွဲ့အုပ်ဖို့ကနိုဝင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကျိုးပင်ခေါင်းမျိုး GBK စေယုံနာမှာရှိတဲ့စစ်တပ်ရဲ့တဲကုန်းလေးကြီးစုစစ်စေးဂိတ်ကိုတနအိကြောင်ဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးဒူရဲအုပ်ကျော်စင်ထွန်းနဲ့ ပြူလေးယောက်နေရာမှာတည်ဆုံးခဲ့ကနှစ်ယောက်ကဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့မြေယောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖော်ရဲ့ပြန်ကြားရေးတာဝန်ခံကအတီဗူဗီကိုပြောပါတယ်တိုက်ပွဲအတွင်ကနေ MA 13တနက်တလက် G3 တနက်တလက် G4 တနက်တလက် G3 G အတောက်40 MA 13 G အတောက်20 G ပေါက်3ခုလက်ပြုံ3လုံးနဲ့လက်ထိတ်တစ်ခုတို့ကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ် တိုက်ခိုက်မှုအတွင်းရဲဘော်တယောက်ကြဆုံးခဲ့တဲ့အတွက်စခန်းထဲကနေလက်နက်ခရံတွေတင်စီပြီးပြန်ဆုတ်လာခဲ့ကြရဲလို့မြေအောက်ပျောက်ကြားတပ်ဖွဲ့စီကသိရှိရပါတယ်ရှင်။ထိုင်းနိုင်ငံချင်းမိုင်မြို့က free bag ကဖေးမှာနိုဝင်ဘာလ25ရက်နေ့ညနေ6နာရီကစပြီးစစ်ရဲအုံစစ်ရဲဘုံတွေအတွက်တရွတ်ပကြီးအနှုံးပညာပြပွဲပြုလုပ်နေလို့ပွဲစီစဉ်သူတွေကပြောပါတယ်။ ။နဝင်ဘာလ25ရက်နေ့ကစပြီး30ရက်နေ့အထိမနက်9နာရီကနေ9နာရီအတွင်းတစ်ပင်ပန်းမန်တွေကနေတဆင့်ပကြီးအနေနဲ့ပြုလုပ်ထားတဲ့ပုံတွေကိုရောင်းချတဲ့အပြင်တုတ်ဘက်အင်ဂျီပေါ့စကန်နဲ့ဘုံမက်တွေရောင်းချခဲ့တယ်လို့သိရပါတယ်။ပြပွင့်ကနေရရှိတဲ့ငွေတွေဟာရှမ်းကရနီနေဆက်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာစစ်ရဲအုံစီရင်နဲ့စီးစင်းမှာဖြစ်ပြီး တိုက်ပွဲအတွင်ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုကူညီနိုင်ဖို့အတွက်လှုပ်တာဖြစ်တယ်လို့ပွဲစီစဉ်သူတယောက်ကပြောပါရယ်။ပြပွဲကနေရောင်းချလို့ရတဲ့ငွေတွေကို SSNDF KNDF ဟာအမှတ်၉ရဲ့မြေပြင်အတွက်နဲ့ဒဏ်ရာရရေဘော်တွေကိုကူညီပတ်ပိုးနိုင်ဖို့ဆောင်ရွက်တော်မယ်လို့သိရှိရပါရဲ့ရှင်။ ကရနီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာနိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရှင်းတဲ့အခမ်းအနားတစ်ခုကိုကျေးလက်မြေအဖွဲ့နဲ့ကရနီပြည်နယ်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC တို့ကပူးတွဲပြုလုပ်ခဲ့ကြပါတယ်။မောက်တူးတင်ဆက်ပေးထားပါရှင်။မြို့သမီးများပေါ်အကြမ်းဖက်မှု Yeah! ဟုတ်ကဲ့ပါ။မြို့သမီးတွေပေါ်အကြမ်းဖက်မှုပပျောက်ရှင်းဖို့ရည်ရွယ်ပြီးဒီမော့ဆိုမြို့နယ်မှာနိုင်ငံတကာမျိုးသမီးများပေါ်ကြမ်းဖက်မှုပပျောက်ရေးနေ့အခမ်းအနားကို ကျင်းပရတာလို့ဆိုပါတယ်အဲအဓိကတော့ဒီအမျိုးသမီးငယ်တွေနဲ့အမျိုးသမီးတွေအပေါ်မှာအကြမ်းဖက်မှုတွေအဲရှော့ချနိုင်ဖို့ပပျောက်ရေးနေ့လည်းဖြစ်တယ်အဲအဓိကမျိုးသမီးငယ်နဲ့မျိုးသမီးတွေပေါ်မှာကြက်ဖက်မှုတွေအဲရှော့ချနိုင်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့လုပ်ရချင်ဖြစ်ပါတယ်ဒီမော့ဆိုမျိုးနယ်ကခန္ဓာကိုခြေလက်မြေဖွဲ့နဲ့ဂရင်းနီပြည်နယ်ဂျားကာလာအတိုင်းငံကောင်စီ IEC အမျိုးသမီးနဲ့ကလေးငယ်ဌာနတို့ကပူးပေါင်းကျင်းပခဲ့ကြတာပါ โอเคဒီနေ့ပူပပောင်ဝင်ရတဲ့ကြောင်းအရာတော့ဗောနော်ဒီအခုဒီစစ်နဲ့ပြိပခကာလမှာဗောနော်အမျိုးသမီးတွေဟာဆိုလို့ရှိရင်ဒီအဲစစ်ကြောက်တလကောင်းဗောနော်ဒီအဲပြိပခကြောက်ကြောက်တလကောင်းဗောနော်သူတို့ဒီဆက်နွယ်နေတဲ့ဒီအကြံဖက်မှုတွေမျိုးစုံခံရတယ်ဗောနော်ဆိုတော့ကျမတို့အကြံဖက်မှုလို့ပြောတဲ့ခါမှာဒီအကြံဖက်မှုအုပ်စုတွေရှိရဗောနော်ဆိုတော့ဒီတချို့ကကျတော့အာနာပါယနေရောကျူးလို့ ਨੇ ဒီအကြံဖက်မှုမျိုးတွေရှိတယ်ချို့ကကျတော့ဒီအိမ်ွဲ့အကြံဖက်မှုရှိတယ်ချို့ကကျတော့လည်းအခြေပြုဗောနော်အကြံဖက်မှုမျိုးတွေရှိ တယ်ပေါ့နော်ဆိုတော့ကြံဖက်မှုဟာဆိုလို့ရှိရင်ဒီစိတ်ပိုင်းရုပ်ပိုင်းလေပိုင်းဆိုင်ရာကြံဖက်မှုတွေအဲ့လိုမျိုးတွေကိုနိတိတူကပေါ့နော်ဒီအမျိုးသမီးနဲ့အမျိုးသမီးတွေကအခန်းစားနေရတယ်ဒီပုံမှာပေါ့နော်ဒီဟာတွေကိုရက်တန့်ပေးဖို့ဒီဥစ္စာတွေကိုလူမြင်များသိအောင်ပညာပေးဖို့ဒီဥစ္စာတွေကိုကျူးလွန်တဲ့သူတွေကိုပေါ့နော်အရေးယူခံရအောင်အဲလှုပ်ပေးနိုင်ဖို့ရန်အတွက်ပေါ့နော်ဒီဖဲချိုးပြူလှူရှာမှုလေးတွေကိုလောက်အချင်းဖြစ်တဲ့ပြီးတော့မှဒီနေ့ဟာဆိုလို့ရှိရင်ဒီနိုင်ငံတကာအမျိုးသမီးနဲ့မိန်းကလေးငယ်ပုံမှာပေါ့နော်ကြံဖက်မှုပတ်ကြောက်ရင်နေ့ဖြစ်တဲ့အတွက်ကြောင့်မို့ဒီကနေစပြီးတော့မှကျွန်မ တို့တွေနိုဝင်ဘာလ25ရက်နေ့ဒီဇင်ဘာလ10ရက်နေ့ထိကိုဖဲချုပ်ပြုလှုပ်ရှားမှုတွေဆက်လက်ပြီးတော့မှလှုပ်ဆောင်သွားပါမယ်ဟုတ်ကဲ့အမျိုးသမီးကျန်းဖက်မှုပပျောက်ရေးဆိုင်ရာဆွေးနွေးပွဲလည်းပြုလုပ်ခဲ့ပြီးအိမ်တွင်ကျန်းဖက်မှု အမျိုးသမီးခွင့်ရေးဆိုင်ရာအခြေပြုဗဟုသုတစိတ်ပိုင်းဆိုင်ရာကုသမှုကျန်းမာရေးအကြောင်းတွေကိုဆွေးနွေးခဲ့ကြပါတယ်ဟုတ်ဒီ ရမှာပြုလုပ်တဲ့အစီအစဉ်ရပါတော့ကျမတို့အများကြီးသင်ငန်းဆောင်ရပါတယ်ကျွန်တော်ကျမတို့ဒီအမျိုးသမီးတွေဟာဆိုရင်အကြံဖက်မှုမျိုးစုံခံရတယ်ဒါပေမဲ့လည်းအဲ ဒီလိုနေ့တွေအထိမ်မက်တွေရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကျမတို့အမျိုးသမီးတွေမှာလည်းဒီလိုအခွင့်အရေးတွေရှိတယ်ဆိုတာကိုသိရပါတယ်ဟုတ်ပါဟုတ်ကဲ့ဒီနေ့တဲရောက်တဲ့ပုံမှာပေါ့နော်အာဒီနိုင်ငံတကာအမျိုးသမီးအကြံဖက်ပပျောက်ရေးနေ့ပေါ့နော်မတဲရောက်ချက်အဖြစ်ကျမတို့ဒီတာမှာရှိတဲ့အမျိုးသမီးတွေပေါ့နော်တို့အာဒီတာတနေရာနဲ့တနေရာလာတာမတူတဲ့အခါမှာတို့ရဲ့အာရှိတဲ့နေရာမှာအမျိုးသမီးတွေကဘယ်လိုမျိုးအကြံဖက်ရိခံစားနေရလဲဘယ်လိုမျိုးပြန်လဲပြီးမှတော့ပြန်ရ လဲဆိုရဲပညာလေးတွေရရှိခဲ့တာပေါ့နော်ဟုတ်ကဲ့ပြည်ပဆိုင်ရာအမျိုးသမီးများပေါ်ကျန်းဖက်မှုပပျောက်ရေးနှစ်ကိုနိုဝင်ဘာလ25ရက်နေ့အဖြစ်1996ခုနှစ်ကုလသမဂ္ဂထွေထွေညီလာခံကသတ်မှတ်ခဲ့တာပါဒါ့အပြင်နိုဝင်ဘာ25ကနေဒီဇင်ဘာ30လူခွင့်ရေးနေ့အထိ16ရက်တာလှုပ်ရှားမှုကိုလည်းကဘာတဝမ်းပြုလုပ်နေကြပါတယ်ခမညာကျွန်တော်မောင်တူးပါ တောင်ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးဘွက်မွမျိုးရဲ့ဒေတာဖြစ်တဲ့တောင်ပိုင်းချွန်းချောင်းပြည်နယ်ဒန်ချင်းမြို့ကဝက်ချက်တစ်ခုမှာအာဖရိကဝက်တုတ်ကွင် ASF ဖြစ်ပေါ်ခဲ့တာကြောင့်အာဏာပိုင်တွေဟာအမျိုးသားအဆင့်တတိပေးချက်ကိုပြင်းထန်တဲ့အဆင့်အထိမြင့်တင်လိုက်တယ်လို့တောင်ကိုရီးယားကနိုဝင်ဘာလ25ရက်နေ့အင်္ဂါနေ့မှာထုတ်ပြန်ပါတယ်။ ပြင်းထန်ဝက်တုတ်ကွေးဖြစ်ပေါ်တဲ့အတွက်ဝက်အကောင်ရဲ့1423ကောက်ကိုတုတ်တင်ခဲ့ပြီးအာဏာပိုင်တွေဟာဆက်ဆက်ဝက်ချန်140လောက်မှလည်းနောက်ထပ်ကူးစက်မှုတွေရှိမရှိကိုအနည်းကပ်စောင့်ကြည့်နေကြောင်းတောင်ကိုရီးယားစိုက်ပျိုးရေးဝန်ကြီးဌာနကကြေညာချက်တစ်စောင်မှပြောကြားခဲ့ပါတယ်ဝန်ကြီးဌာနဟာနောက်ထပ်ပြည်내မှုအန္တရာယ်ကိုထိန်းချုပ်နိုင်ဖို့အတွက်နိုင်ငံအတွင်းမှာရှိတဲ့ဝက်ချန်တွေနဲ့တခြားမွေးမြူရေးခြံတွေအားလုံးကို၄၈နှစ်အရွယ်ကြာလုပ်ငန်းရပ်တန့်ထားဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုဝက်တုတ်ကွေယောဂဖြစ်တာဟာနိုင်ငံရဲ့အကြီးဆုံးဝက်မှုမျိုးရဲ့ဒေတာဖြစ်တဲ့တောင်ပိုင်းချွန်းချောင်းပြည်နယ်မှာတော့ပထမဆုံးအကျင့်ဖြစ်တယ်လို့ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်ရှင်။ဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျွန်မကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။